ဘေးရန်တွေရဲ့ထပ်မံဖြစ်နိုင်ခြေကိုစစ်ဆေးခြင်းငလင်ကြီးတွေဖြစ်ပွားပြီးတဲ့အခါမှာနောက်ဆက်တွဲငလင်ဖြစ်နိုင်တာကြောင့်အနီးနားမှာရှိတဲ့အဆောက်အဦတွေနယံတွေတွေ့ကြနိုင်ခြေရှိမရှိကိုစစ်ဆေးဖို့လိုအပ်ပါတယ်မိမိကိုယ်ကို ကာကွယ်ပါအစာအုပ်ပျက်စီးတွေကနေအုတ်ခဲတွေတန်တူတန်စားတွေဖန်ခွဲစားတွေစတဲ့ထိခိုက်ဒဏ်ရာရရှိနိုင်တဲ့အရာတွေရှိတာကြောင့်လက်အိတ်ဖက်နက်အုတ်ထုပ်စတာတွေကိုဝတ်ဆင်ပြီးတော့ကုညီကယ်ဆယ်ရေးကိုလှုပ်ဆောင်သင့်ပါတယ် မီးကျိုးတွေကတဆင်လဲလျှက်စစ်အန္တရာယ်ဖြစ်ပွားနိုင်တာကြောင့်မီးပေးအန္တရာယ်ကိုလည်းသတိပြုဖို့လိုအပ်ပါတယ်။ဒဏ်ရရှိသူတွေကိုကူညီခြင်းတွေးထွက်လွန်နေတဲ့သူတွေတက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာရှိတဲ့သူတွေကိုဦးစားပေးကူတာပါ။စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးခြင်း။ငလင်တန်ခံစားရတဲ့သူတွေကိုကူညီကယ်ဆယ်ပေးတဲ့အခါမှာသူတို့ကိုစိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ခြားအရေးကြီးတဲ့အချက်များ ရေနဲ့အစားအစာတန့်ရှင်းမှုကိုဂရုစိုက်ပါသတင်းတူသတင်းမှားတွေကိုသတိထားပြီးတော့ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေကိုဒါရယူပါ